တဘောတန်စာစင်မှာထုတ်ဝေတဲ့ဆရာစန်းစားစာမေးရေးသားပြီးဆ iam ပြိုတီဖြတ်ထားတဲ့စူပောင်းတိဆောက်ချင်းမှ ပေါ်ထွန်းသည့်လောကဤအရှိတရားဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါယံဆရာနဲ့ဆ iam တို့တင်တကွာတဘောတန်စာစင်မှာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင် romantic အလောက်ခံရတဲ့ချစ်ချင်းတရား romantic အမြင် ideas or romantic love ဆိုတာလူမှုရေးရတိဆောက်ထားတဲ့ယူဆတစ်ခုဖြစ်ပါတယ်။ဒီယူဆဟာတမိုင်းတစ်လျှောက်ပြောင်းလဲလာခဲ့ပြီး အနောက်တိုင်းမှာ18ရာစုနဲ့19ရာစုတွေမှာအဓိကပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကစာပေ၊ဂီတအနုလက်ရာတွေမှာအချစ်ဇာတ်လမ်းတွေကိုစိတ်ဝင်စားလာကြပါတယ်။ပထမပိုင်းမှာအချစ်ကြောင့်စိတ်ထဲမှာခံစားရတာဝေဒနာခံစားရတာတွေကိုအမွန်းတင်ခဲ့ပြီးနောက်ပိုင်းမှာတော့အချစ်ဟာမျက်စိမရှိဘူး ရုတ်တရက်လိုလိုဖြစ်ပေါ်လာတဲ့အင်အားကြီးမားတဲ့အရာရာကိုကြော်လွှားနိုင်တယ်ဆိုတဲ့အတွေးခေါ်တွေပါဝင်လာပါတယ်။ငကူကအချစ်ဟာရိုမန်တစ်မဟုတ်ပါဘူးလက်တွေ့ဆံပါတယ်။တချို့အတိုင်းဝိုင်းဒီမှာချစ်ချင်းမေတ္တာဖျားသခင်အတွက်ပဲဖြစ်ပါတယ်။ဂရိမှာအချစ်ဆိုတာကို ပုံစံ9မျိုးခွဲထားပါတယ်။ပါဠိစကားလေးလိုက်ရင်တဏ္ဏရေငတ်တယ်လို့ဆွဲတာပေမရာဂနဲ့မေတ္တာဟာလုံးဝမတူပါဘူး။ ိမ်အောင်ဆိုတာစီးပွားရေးလူမှုရေးရပြုတ်ကြတာကပဲများပါတယ်ချက်ချင်းဆိုတာဟာကံတရားဘုရားသခင်အလိုတော်မျိုးရိုးကုန်စားတဲ့ကိစ္စတွေကိုလက်ခံခြင်းနဲ့လည်းချိတ်ဆက်ခဲ့ပါတယ်အိမ်အောင်ပြုခြင်းဟာအချက်နဲ့ဖြစ်ရမယ်အချက်ဆိုတာကတော့ဒီလိုဆိုပြီးပေါ်လာခြင်းကပြင်သစ်တွေစီကထင်ရှားလာတာဖြစ်ပါတယ် romantic အမြင်ပေါ်ပေါက်လာခြင်းဟာလူမှုစီးပွားရေးအပြောင်းအလဲတွေနဲ့ဆက်ဆက်နေပါတယ်ဆက်မှုတော်လှန်ရေးကြောင့်စီးပွားရေးဖွံ့ဖြိုးလာပြီး လယ်လက်တန်းစာပေါ်ပေါက်လာပါတယ်ဒီချိန်နေမှာလူငယ်တွေဟာကိုဖာသာအလုတ်လုံနိုင်လာပြီးမိဘတွေရဲ့ဆုံးဖြတ်ချက်ကိုမိကိုစီအောင်လို့ပဲကိုဖာသာအိမ်အောင်ဘက်ရွေးချယ်လာနိုင်ပါတယ်တစ်ချိန်တည်းမှာစာတမ်းများမှုမြင့်တက်လာပြီးရိုမန်တစ်သမားတွေရဲ့အချစ်ဝိတ္ထုတွေကိုဖတ်ရှုလာကြပါတယ်ဒါကြောင့်အချစ်ဟာအိမ်အောင်ပြူရေးအတွက်အရေးကြီးတဲ့အကြောင်းတရားတစ်ခုဖြစ်လာပါတယ်ဘာသာရေးလိုယုံတဲ့အချိန်နေတောင်မှ ဖြစ်လာပါတယ် romantic အချက်ဆိုတဲ့အမြင်ဟာလူတွေရဲ့အိမ်အောင်ပြုပုံကိုပြောင်းလဲစေခဲ့ပါတယ်။ရခင်ကအိမ်အောင်ပြုခြင်းဟာမိသားစုအချင်းချင်းစီးပွားရေးနဲ့ဂုဏ်သိက္ခာအရာပေါင်းတာနိုင်ငံရေးအရာမဟာမိတ်ဖွဲ့တာတို့အတွက်ဖြစ်ခဲ့ပေမဲ့ romantic အမြင်ပေါ်ပေါက်လာပြီးနောက်အချက်ကိုအခြေခံပြီးအိမ်အောင်ပြုတာပိုများလာပါတယ်။ဒီလိုနဲ့လူတွေရဲ့ကိုယ်ပိုင်ရွေးချယ်မှုကိုပိုရေးပါစေခဲ့ပြီးမိဘတွေရဲ့လွှမ်းမိုးမှုကိုညှော့နှဲစေခဲ့ပါတယ်။ပြင်ပလူတွေစီကလွှမ်းမိုးမှုနှဲသွားစေတယ်။သို့တော်လည်း romantic အချက်အပေါ်အခြေခံတဲ့အိမ်တော်ရေးမှာလက်တွေ့မဆန်တဲ့စိတ်ပိုင်းဆိုင်ရာကြီးနှမှုကိုပုံမမျောနေလာကြပြီးအလိုမပြည့်တဲ့အခါ꽌ကြမုံကြပါတော့တယ်ဥပါဒဏ်နဲ့ဥပတ်ရောက်ဖြစ်ကုန်ကြပါတယ် romantic အမြင်ဟာကြားမှဆက်ဆံရေးပုံစံကိုလည်းပြောင်းလဲစေခဲ့ပါတယ်ဒီယူဆမှာမျိုးသားနဲ့မျိုးသမီးကြားအပြန်အလှန်နားလည်မှုလေးစားမှုညှိနှိုင်းဆောင်ရွက်မှုတွေကိုအရေးပေးလာတယ် ဒါမျိုးသမီးတွေရဲ့အခန်းကဏ္ဍကိုမြင့်တင်ပေးတာလည်းရှိလာတယ်။သို့တော့တစ်ဖက်မှာလည်းချစ်နဲ့ပတ်သက်တဲ့မျောလင်းချက်တွေမြင့်မားလာပြီးလက်တွေ့မကြတဲ့ဆန်ညွန့်တွေဖြစ်ပေါ်လာစေခဲ့တယ်။လူအတိုင်းဝိုင်းတော်တော်များများမှာ romantic အမြင်ကြောင့်ဂျန်နာကဏ္ဍမှာတွတ်သွင်းခံရမှုပိုခိုင်မာသွားတယ်။အချစ်ဆိုတာနာကျင်မှုပဲဆိုတာမျိုးယုံကြည်လာကြတဲ့အတွက်နှိမ့်ဆက်ဖိနှိပ်သူကိုလည်းချိတ်မိတ်ခံပြီးအတွင်းလိုက်အောင်မှတ်ယူတဲ့ internalized oppression ကို ဖြစ်သွားစေတယ်။ romantic အမြင်ကလူတွေရဲ့ကိုယ်ပိုင်လက္ခဏာတည်ဆောက်မှုကိုလည်းလွှမ်းမိုးပါတယ်။အချင်းနဲ့ romantic အိမ်ောင်ရေးကိုဘဝရဲ့အဓိကရည်မှန်းချက်တစ်ခု ဖြစ်မြင်လာတာရှိပါတယ်။အချစ်ကိုတွေ့ခြင်းမတွေ့ခြင်းဟာအောင်မြင်မှုကြျှောက်မှုရဲ့အတိုင်းအတာတစ်ခုဖြစ်လာတယ်။ဒါဟာလူတွေရဲ့ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုပေါ်တည်ရမှုရှိပြီးစိတ်ဖိစီးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်အထူးသဖြင့်အချစ်ကိုမတွေ့ရှိသေးသူတွေ ancestral aromantic လိုမျိုး romantic ခံစားချက် မရှိသူတွေအတွက်လူမှုရေးဖိအားတွေဖြစ်ပေါ်စေနိုင်တယ်ဒါတွေကို Disney နဲ့ Hollywood ကဇာလန်တွေကပူဆိုးစီပြန်တယ်ဒီနေ့မှာကကိုရီးယားနဲ့ထိုင်းအခြေရုပ်ရှင်တွေဖြစ်မယ်ထင်ပါတယ် Romantic အမြင်ဟာမီဒီယာနဲ့ပြည်သူယဉ်ကျေးမှုမှာတစ်ဆင့်ပုံဖော်ခံရပြီးပြန့်ပွားလာပါတယ်ရုပ်ရှင် TV ဇာလန်တွေတိတ်တချင်းစာအုပ်တွေမှာ Romantic အခြေဇာလန်တွေကိုအများဆုံးတွေ့ရပါတယ်ဒါတွေကဘလို့အခြေမျိုးကစံပြဖြစ်တယ် အချစ်ဆိုတာဘယ်လိုဖြစ်ရမလဲဆိုတော့စံတတ်မှတ်ချက်တွေကိုဖန်တီးပေးပါတယ်ဥပမာချစ်သူအတွက်အရာရာကိုစွန့်လွတ်တင်တာခံတာဟာအချစ်စစ်ပဲဆိုတဲ့အမြင်မျိုးပါဒါပေမဲ့ဒီလိုပုံရိပ်တွေကလက်တွေ့မကြပဲဘဝထဲမှာပဋိပက္ခတွေဖြစ်ပွားစေနိုင်ပါတယ်ကိုချစ်တဲ့သူကကိုချစ်တယ်လို့ပြန်ချစ်တဲ့နယ်ဆိုတဲ့အမြင်မှာထိတ်ထုတ်ခံရမှုနဲ့ပကြေမနှံ့မှုတွေဖြစ်လာတယ်လူသားဖြစ်တည်မှုကလည်းဘေးရောက်ကုန်ပါတယ်ရိုမန်တစ်အမြင်ဟာလူမှုစီးပွားရေးမကြီးမြှောက်မှုတွေကိုလည်း တက်ရမှုရှိပါတယ်အချစ်ပေါ်ခြေခံပြီးအိမ်တော်ပြုတဲ့အလေးထားဟာလူဒန်းစားကွာဟာချက်ကိုခြင်းမြောက်စေနိုင်တယ်လို့ပြန်ညင်းနိုင်ပေမဲ့လက်တွေ့မှာလူတွေဟာသူတို့နဲ့လူမှုစီးပွားရေးအဆင့်တန်းတူညီသူတွေကိုပဲချစ်တယ်လို့ခံစားကြရတာရွေးချတာပုံများပါတယ်ဒါ့အပြင်မင်းလာဆောင်ပွဲတွေလက်ထက်လက်စွပ်တွေလို့ romantic အမြင်နဲ့ဆက်ဆက်နေတဲ့ကုန်ကြစိတ်တွေက စီးပွားရေးဝင်ထုတ်ဝင်ပို့ဖြစ်စေနိုင်ပါတယ်ဥပမာ အမေရိကန်နိုင်ငံမှာမင်္ဂလာဆောင်ပွဲတစ်ခုရဲ့ပြန်မြကုန်ကျစရိတ်ကဒေါ်လာ3000ကျော်ရှိပါတယ်။မြန်မာမှာတင်တောင်းရတဲ့ငွေကိုပြန်ကြပါတယ်။ဒီလိုကုန်ကျစရိတ်တွေကငွေကြေးတက်နိုင်သူတွေအတွက်သာဖြစ်နေပြီးစီးပွားရေးအရကွာဟချက်ကိုပုံမကျက်ပြန့်စေနိုင်ပါတယ်။ Romantic လမ်းမမှုကြောင့်စီးပွားရေးစင်စားလက်ထံရင်တောင်မှတခြားသူတို့စီကနဲ့နဲတဲ့နားလည်မှုကန်စားမှုပိုင်းဆိုင်ရာခြေနှက်မှုစတာတွေကိုတစတစပို့ပြီးပြောလင့်လာစေတဲ့သို့တော်လည်း လက်ရှိအမေရိကန်မှာလက်ထပ်ပွဲနှစ်ခုဖြစ်ရင်ကွာရှင်းတာတစ်ခုခန့်ဖြစ်ပါတယ်ရိုမန်တစ်စိတ်ကိုခြေခံပြီးလက်ထပ်တဲ့အခါအချစ်ဆိုတဲ့ခံစားချက်ရှာမတွေ့တော့ရင်အင်တော်ကြီးကိုဆက်လက်ထိန်သိမ်းဖို့ခက်ခဲလာပါတယ်အချစ်နဲ့ပတ်သက်တဲ့မျှော်လင့်ချက်တွေမပြည့်ဝတဲ့အခါကွာရှင်းဖို့ရွေးချယ်မှုတွေပုံများလာပါတယ်တစ်ဖက်မှာလွတ်လပ်မှုနဲ့ကိုယ်ပိုင်ရွေးချယ်မှုကိုဖော်ဆောင်ပေးပေမဲ့တစ်ဖက်မှာမိသားစုဖွဲ့စည်းပုံတွေကိုမတိမငြိမ်ဖြစ်စေနိုင်ပါတယ်စိတ်ရောဂါတွေလည်းဖြစ်နိုင်တယ် တဖက်ကရိုမန်တစ်အမြင်ကလိန်တူချစ်သူအခွင့်ရေးတိုက်ပွဲမှာရေးပါတဲ့ခန်းကဏ္ဍကပါဝင်လာတယ်။ရိုမန်တစ်အမြင်ကလည်းလိန်တူချစ်သူတွေဟာသူတို့ရဲ့ချစ်ကိုလည်းတရားဝင်အသီးမှတ်ပြုတင်တယ်လို့တောင်းဆိုကြတယ်။တရားဝင်လိန်တူလက်ထက်ထင်းများခွင့်ကလေးမွေးစားခွင့်စတဲ့အခွင့်အရေးတွေအတွက်တိုက်ပွဲဝင်တဲ့အခါအရေးပါတဲ့အဆိုပြုချက်တစ်ခုဖြစ်လာပါတယ်။ဒါဟာလူအခွင့်အရေးနဲ့တန်းတူညီမျှမှုအတွက်တိုးတက်မှုတွေဖြစ်စေတာလည်းရှိပါတယ်။ တကယ်တမ်းလိင်စိတ်တင်းညွတ်မှုနဲ့ romantic တင်းညွတ်မှုတွေကကွဲပြားခြားနားကြပါတယ်။လိင်စိတ်တင်းညွတ်မှုကလိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုကိုရည်ညွှန်းပြီး romantic တင်းညွတ်မှုကတော့စိတ်ပိုင်းဆိုင်ရာဆွဲဆောင်မှုကိုဆိုလိုပါတယ်။ဥပမာ asexual တယောက်ကလိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုမရှိပေမဲ့ romantic ဆွဲဆောင်မှုခံစားရတာရှိနေနိုင်ပါတယ်။ဒါပေမဲ့ romantic အမြင်ကဒီလိုကွဲပြားမှုတွေကိုအတိမတ်ပြုဖို့အခက်အခဲရှိနေပါသေးတယ်။ ီဘက်ခေတ်မှာတော့အရင်ရှင်စနစ်နဲ့ romantic အမြင်တို့ကအချင်းချင်းနှက်ဆိုင်စွာဆန့်လွယ်နေပါတယ်။ရင်းရှင်စနစ်ရဲ့တူးချင်းဝါဒနဲ့ရွေးချယ်မှုလွတ်လပ်ခွင့်ကကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ romantic အချစ်ကိုအခြေခံတဲ့အိမ်တော်ရေးပုံစံကိုမြင့်တင်ပေးပါတယ်။တစ်ချိန်တည်းမှာ romantic အမြင်ကပြစည်းဝယ်ယူတုံ့ဆွဲမှုကိုအပပြီးရင်းရှင်စနစ်ကိုအထောက်အကူပြုနေပါတယ်။ဥပမာ Valentine နေ့လို့ပွဲတော်တွေမှာလက်ဆောင်ပစ္စည်းတွေဝယ်ယူသုံးစွဲမှုမြင့်တက်လာတာကိုတွေ့ရပါတယ်။ Romantic အမြင်က လူ့အဖွဲ့အစည်းရဲ့အစိတ်ပိုင်းတည်တည်ကိုနှက်ရှိုင်းစွာ စိတ်ဝင်လွှမ်းမိုးထားတဲ့စိတ်ကူးရင်တန်ဖိုးထားမှုတစ်ခုဖြစ်ပါတယ်ဒီအမြင်ဟာလူတွေရဲ့ကိုယ်ရေးကိုယ်တာဆက်ဆံရေးတွေကစပြီးလူမှုရေးစီးပွားရေးယဉ်ကျေးမှုနိုင်ငံရေးတည်ကျပြန်တဲ့တည်ရောက်မှုတွေရှိနေပါတယ်တစ်ဖက်မှာလွတ်လပ်မှုတန်းတူညီများမှုပွင့်လင်းမှုတွေကိုမြင့်တင်ပေးပေမဲ့နောက်တစ်ဖက်မှာလက်တွေ့မကြတဲ့မျောလင့်ချက်တွေလူမှုရေးဖိအားတွေစိတ်ရောဂါစီးပွားရေးဝင်ထုတ်ဝင်ပိုးတွေကိုလည်းဖြစ်ပေါ်စေပါတယ် romantic နီးနဲ့ဘဝနဲ့နီးဟာ လူသားသမိုင်းမှာခက်တူတူပဲရှိသေးတဲ့ဆန်သက်ကာလပါသူရဲ့ပြဿနာတွေကနေတင်ယူပြီးတချို့နိုင်ငံတွေမှာဆက်နွယ်မှုပုံစံအစ်တွေကိုရှာနေကြပါတယ်ရှေ့လာမယ့်နှစ်တွေမှာလူဖွဲ့စည်းအနေနဲ့ romantic အမြင်ရဲ့အားသာချက်တွေကိုထိမ့်ပြီးအားနည်းချက်တွေကို short ချနိုင်အောင်ဘလို့ချိန်ကြီးကြမလဲဆိုတာကိုပုံဖော်ယူနိုင်လာကြပါလိမ့်မယ်အထူးသဖြင့်မတူကွဲပြားတဲ့လိင်စိတ်တင်းညွတ်မှုတွေလူမှုပုံရိပ်တွေကိုလက်ခံအတိမတ်ပြုဖို့နဲ့ဒူးချင်းစီရဲ့ဟမ်ဆောင်ရတဲ့အခြေအနေကိုလေးစားဖို့လိုအပ်ပါတယ် ဆက်ဆံရေးတွေနဲ့ဘဝနေနည်းတွေက လူသားတွေရဲ့ခံယူတဲ့ဘဝအခြေအနေနဲ့ကန့်ညီအောင်ဘယ်လိုပြောင်းလဲသင့်တယ်လဲဆိုတာကိုဆက်စင်းစားသွားရမှာဖြစ်ပါတယ်။အခန်းခွန်ကျစ်ဝက်ဈေးကွက်နဲ့ကုန်ထုတ်လုပ်မှုယုံကြည်ချက်များ The market is not a place a thing or a collective entity the market is a process ludwig စီးပွားရေးစနစ်များလူတွေကစီးပွားရေးသဘောတွေကိုအမြဲတမ်းစနစ်တကျလဲပတ်နေတဲ့ ဆက်ရန်တရားကြီးတခုလိုမြင်တတ်ကြပါတယ်။ဒါပေမဲ့အမှန်တကယ်ကတော့စီးပွားရေးဆိုတာလူသားတွေရဲ့ဆုံးဖြတ်ချက်တွေအပြုမူတွေနဲ့ယုံကြည်ချက်တွေပေါ်မှာခြေခံထားတာပါ။ဒီတော့စီးပွားရေးစနစ်တွေဟာလေထဲကနေဖြစ်ပေါ်လာတာမဟုတ်ပဲလူတွေကတိဆောက်ထားတဲ့လူမှုဆက်ဆံရေးပုံစံတစ်မျိုးလို့ပြောလို့ရပါတယ်။လူတယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်တွေဟာသူတို့ရဲ့ကိုယ်ပိုင်ကြိုးစီးပွားကိုပဲကြည့်ပြီးချမှတ်တာမဟုတ်ပါဘူး။အဲ့ဒီဆုံးဖြတ်ချက်တွေဟာလူမှုရေးစံနှုန်းတွေ၊လောကအမြင်တွေ၊ကြည်ဝတ်တွေ၊ဓလေ့တွေ၊ထုံတမ်းတွေနဲ့ယဉ်ကျေးမှုတွေကနေ လွှမ်းမိုးခံထားရတာဖြစ်ပါတယ်။တချို့လူတွေကငွေကြေးထဲမိသားစုကို ပိုရေးပေးတယ်။တချို့ကြတော့စီးပွားရေးအဆင်ပြေဖို့အတွက်ပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့လုပ်ရက်တွေကိုရှောင်ကျဉ်တယ်။ဒါတွေအလုံးဟာလုပ်ငန်းတွေရဲ့ဆုံးဖြတ်ချက်တွေကိုတည်ရမှုရှိနေပါတယ်။ကုန်ထုတ်လုပ်မှုမှာလည်းလူငွေရေးစံတန်ဖိုးတွေနဲ့အကျင့်ဝတ်တွေကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ကုမ္ပဏီတွေဟာပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့လူမှုရေးတာဝန်သိမှုတွေကိုထည့်သွင်းပြီးစဉ်းစားလာကြပါတယ်။ဒါဟာစားသုံးသူတွေရဲ့ တောက်ဆုံမှုကြောင့်လည်းဖြစ်တယ်လို့ရေရေတည်တံ့ခံရတဲ့စီးပွားရေးတစ်ခုဖြစ်ခြင်းလို့လည်းဖြစ်ပါတယ်ဒီနေရာမှာပြောင်းလဲလာတဲ့လူမှုရေးတံပိုးတွေကစီးပွားရေးလုပ်ငန်းတွေရဲ့လှုပ်ဆောင်ချက်တွေကိုပုံဖော်ပေးနေတာကို တွေ့ရပါတယ်လက်ရှိခေတ်မှာနည်းပညာတိုးတက်မှုတွေကစီးပွားရေးစနစ်ကိုကြီးကျယ်ပြောင်းလဲမှုတွေဖြစ်စေပါတယ်ဒီနေ့လို digital စီးပွားရေးခေတ်မှာ online စည်းကွက်တွေပေါ်ပေါက်လာတယ်လို့ cyber လုံခြုံရေးနဲ့ data စီမံခန့်ခွဲမှုတွေကလည်းအရေးပါလာပါတယ် ဒီပြောင်းလဲတွေကလူတွေရဲ့ဝယ်ယူမှုအလေးထားတွေကိုပြောင်းလဲစေသလိုလုပ်ငန်းနဲ့ကုမ္ပဏီတွေရဲ့လုပ်ငန်းလည်ပတ်ပုံကိုလည်းပြောင်းလဲစေပါတယ်။ဒါပေမဲ့ဒီပြောင်းလဲမှုတွေမှာလည်းလူမှုရေးတန်ဖိုးတွေနဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာစဉ်းစားချက်တွေကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေသေးပါပဲ။စီးပွားရေးစနစ်တွေကိုလူမှုရေးတည်ဆောက်မှုတစ်ခုအနေနဲ့နားလည်လာတာနဲ့အမျှလူတွေအနေနဲ့ဒီစနစ်တွေကိုပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့စဉ်းစားမှုကိုလည်းရရှိလာပါတယ်။ စီးပွားရေးပညာရှင်တွေနဲ့ဝါဒချမှတ်သူတွေဟာဆုံးဖြတ်ချက်တွေကိုချမှတ်တဲ့အခါစီးပွားရေးစနစ်တွေရဲ့လူမှုရေးရိုက်ခတ်မှုတွေကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ဥမာပေးရရင်အလုပ်သမားအခွင့်အရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးလူမှုရေးတန်းလူညီများမှုစတဲ့ကိစ္စရပ်တွေကိုစီးပွားရေးမူဝါဒတွေချမှတ်တဲ့အခါထည့်သွင်းစဉ်းစားရပါတယ်။စီးပွားရေးစနစ်တွေကိုနားလည်ရမှာအမြဲတမ်းပြောင်းလဲနေပြီး လူမှုရေးနဲ့ရည်ကျေးမှုဆိုင်ရာနောက်ခံအခြေအနေတွေပေါ်မူတည်ပြီးပြုပြင်မွမ်းမံနေရတယ်လို့အတိအမှတ်ပြုဖို့လိုပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျင့်သုံးခဲ့တဲ့စီးပွားရေးစနစ်တွေဟာယနေ့ခေတ်မှာအသုံးမဝင်တော့ပါဘူး။ဒီလိုမျိုးစီးပွားရေးစနစ်တွေကိုလူမှုရေးတည်ဆောက်မှုတစ်ခုအဖြစ် ရှုမြင်ခြင်းအပြင်ပုံမှန်ကျယ်ပြန့်တဲ့ရှုထောင့်ကနေစီးပွားရေးသဘာဝတွေကိုနားလည်နိုင်လာပါတယ်။ဘက်စုံလွှမ်းခြုံတဲ့ချင်းကပ်မှုမျိုးဖြစ်လာစေနိုင်ပါတယ်။တရကအားဖြင့်စည်ရဲဝေးတည်မှုရှော့ချရင်ဘူဝါရတွေချမှတ်တဲ့အခါ ဝေကျေးအကူအညီပေးရုံတင်မဟုတ်ပဲပညာရေးကျန်းမာရေးလူမှုရေးဝန်ဆောင်မှုတွေစတဲ့နယ်ပယ်ပေါင်းစုံကို ထက်သွင်းစဉ်းစားလာကြရမယ်။ဒါပြင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့လူမှုရေးတာဝန်သိမှုတွေကိုစီးပွားရေးတွက်ချက်မှုတွေတဲ့ထက်သွင်းလာကြပါတယ်။ဒါဟာရေရှည်တည်တံ့ခံမြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့သဘောတရားကိုဖော်ဆောင်ဖို့ပါ။ဒီနည်းအားဖြင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာတဘာဝပတ်ဝန်းကျင်နဲ့လူမှုအတိုင်းဝိုင်းကိုထိခိုက်စေခြင်းမရှိဘဲရေရှည်တည်တံ့နိုင်မဲ့ပုံစံမျိုးဖြစ်လာပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့်ပြည်သူတွေရဲ့နေစဉ်ဘဝတွေမှာတက်ရောက်မှုတွေရှိနေတယ်လို့ဥရေရေရာနဲ့ကျင့်ဝင်ပိုင်းဆိုင်ရာစိန်ခေါ်မှုအစ်စ်တွေလည်းပေါ်ပေါက်လာပါတယ်။နောက်ထပ်သတိပြုစရာတစ်ခုကကျင့်ဝင်တဲ့တံပိုးထားမှုတွေဟာစီးပွားရေးအပေါ်တက်ရောက်မှုရှိတယ်လို့စီးပွားရေးကလည်းကျင့်ဝင်တဲ့တံပိုးထားမှုတွေပေါ်ပြန်လဲတက်ရောက်မှုရှိနေပါတယ်။ဥပမာဈေးကွက်စီးပွားရေးစနစ်ဟာပြိုင်ဆိုင်မှုနဲ့တည်ထွင်ဖန်တီးမှုကိုအားပေးတယ်လို့တစ်ဖက်မှာလည်းအလွန်အမင်းတကူကောင်းဆန်တဲ့အမှုအကျင့်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်စီးပွားရေးစနစ်တွေကိုတစားရေးဆွဲတဲ့အခါဒီလိုတရားမှုတွေကိုပါထက်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ဘိုက်ဆန်ဟာအာနာဖြစ်တဲ့လူတွေကပတ်စံကိုရုပ်ဝိထုတစ်ခုအနေနဲ့ပဲဆက်ဆံတာမဟုတ်ပဲအာနာကျင့်သုံးဖို့ကြားကန်တစ်ခုအနေနဲ့လည်းဆက်ဆံနေဒါကြောင့်ပတ်စံကိုလည်းဂယုဒစိုက်ဝေဖန်ကြည့်ဖို့လိုပါတယ်။ချုပ်ရရင်စီးပွားရေးစနစ်တွေကိုလေ့လာတဲ့အခါဘက်ပေါင်းစုံကချင်းကပ်လေ့လာဖို့လိုပါတယ်။ရိုးရိုးစီးပွားရေးအမြင်တင်မဟုတ်ပဲသမိုင်းလူမှုရေးယဉ်ကျေးမှုနိုင်ငံရေးစားတဲ့ နယ်ပယ်တီးတီးကနေလည်လာမှသာပြည့်စုံတဲ့နားလည်သဘောပေါက်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒီလိုနားလည်မှုဟာပုံမှန်ကားမွန်တဲ့စီးပွားရေးစနစ်တွေကို ဖန်တီးနိုင်မှုအတွက် အထောက်အကူဖြစ်စေမှာပါ။စီးပွားရေးကိုရိုးရိုးငွေကြေးဗရာဏအတွေးထက်ပိုပြီးပြည့်စုံတဲ့လူမှုရေးစနစ်တစ်ခုဖြစ်ရှုမြင်ရပါမယ်။ငွေကြေးနဲ့ဘန်စနစ်ဟူသည်တန်လျက်များငွေကြေးဆိုတာအရာဝတ္ထုတစ်ခုအနေနဲ့သဘာဝကျကျ တန်ဖိုးရှိတာမဟုတ်ပါဘူးသူ့ရဲ့တန်ဖိုးကလူတွေရဲ့ယုံကြည်လက်ခံမှုကနေပေါ်ပေါက်လာတာပါရှေးခေတ်ကဒေသတစ်ခုမှာပလဲလုံးလေးတွေကိုငွေကြေးဖြစ်သုံးခဲ့ကြတယ်လို့နောက်တနေရာမှာတပ်ထုတင်ကားတွေကိုသုံးခဲ့ကြပါတယ်ဒါပေမဲ့ဒီပစ္စည်းတွေကလူတွေကယုံကြည်လို့သာတန်ဖိုးရှိတာပါဒီနေ့ခေတ်မှာတောင်ဆက်ကူငွေတွေကိုကြည့်ရင်သူ့ဘာသာသူဘာတန်ဖိုးမှမရှိပါဘူးလူတွေကလက်ခံယုံကြည်ထားလို့သာငွေကြေးဖြစ်အသုံးပြုနေနိုင်တာပါဖန်စနစ်ဆိုတာလည်း လူတွေရဲ့ယုံကြည်မှုပေါ်မှာအခြေခံထားတဲ့လူမှုရေးတည်ဆောက်မှုတစ်ခုပါပဲ။ဘဏ်တွေမှာငွေတွေအနှံနေဆိုတာကိုယ်ငွေကိုဘဏ်ကတင်းစီပေးမယ်လိုအပ်တဲ့အချိန်ပြန်ထုတ်ယူလို့ရမယ်လို့ယုံကြည်လို့ပါ။ဒီယုံကြည်မှုကမရှိခဲ့ရင်ဘဏ်စနစ်တစ်ခုလုံးရပ်တန့်သွားမှာပါ။အထူးသဖြင့်ချင်းငွေတွေကိုကြည့်ရင်ပိုပြီးသိတာပါပဲ။ဘဏ်တွေကချင်းငွေထုတ်ပေးတဲ့အခါတကယ်တမ်းသူတို့စီမှာရှိတဲ့ငွေထက်ပိုပြီးထုတ်ချင်းနိုင်ပါတယ်။ဒါကလူတွေရဲ့ယုံကြည်မှုကနေဖန်တီးထားတဲ့ငွေကြေးတွေဖြစ်နေတာပါ။တကယ်ရှိတဲ့ငွေတွေမဟုတ်ပါဘူး။ ငွေကြေးနဲ့ဗန်စင်တွေဟာလေထဲကပေါပေါက်လာတာမဟုတ်ပါဘူး။နိုင်ငံတော်အစိုးရတွေဘူဘန်တွေနဲ့ဗန်နာရေးဖွဲ့စည်းတွေကတက်ပင်တကာဒီဇိုင်းဆွဲပြီးတိဆောက်ထားတာပါ။ငွေကြေးတန်ဖိုးကိုထိန်းညှိဖို့အတွက်ဘူဘန်တွေကတိုးနှုံတွေကိုချိန်ညှိပြီးလူထုတွေကစီစဉ်ငွေကိုထိန်းချုပ်ပါတယ်။ဒါတွေအားလုံးဟာလူတွေကစီမံဆောင်ရွက်နေတာပါ။ငွေကြေးနဲ့ဗန်စင်တွေရဲ့တန်ဖိုးဟာလူတွေရဲ့ယုံကြည်မှုပေါ်မှာမူတည်နေတာဖြစ်လို့တစ်ချိန်ချိန်မှာအဲ့ဒီယုံကြည်မှုပြတ်ပြားသွားရင် စနစ်တစ်ခုလုံးပြိုကွဲသွားနိုင်ပါတယ်။တမိုင်းမှာဒီလိုဖြစ်ရတွေအများကြီးရှိခဲ့ပါတယ်။2008စီးပွားပြက်ကကြီးတုန်းကဘဏ်တွေပေါ်ယုံကြည်မှုပြတ်ပြားသွားတဲ့အခါလူတွေကဘဏ်ကနေငွေတွေကိုအလို့ရဲ့ထုတ်ယူကြတဲ့အတွက်ဘဏ်တွေပြိုလဲကုန်ပါတယ်။နောက်ပိုင်းမှာအစိုးရကဝင်ရောက်ဖြည့်ရှင်းပေးမှ ပြန်လဲတည်ငြိမ်သွားတာပါ။ဒါပေမဲ့ဒီဖြည့်ရှင်းနီလဲပြဿနာနဲ့မကင်းပါဘူးအခုထိအကျွေးဆက်နေရဆဲလူတွေအများကြီးပါပဲ။ ငွေကြေးနဲ့ပန်းစင်းတွေဟာပြန်ပြီးလူ့ဘွယ်စည်းတစ်ခုလုံးရဲ့လူမှုဆက်ဆံရေးနဲ့စီးပွားရေးလုပ်ငန်းတွေကိုပုံဖော်ပေးနေပါတယ်။ပတ်စံကိုဘယ်လိုသုံးမလဲ၊ဘယ်လိုစုမလဲ၊ဘယ်လိုရင်းနှီးမြှုပ်နှံမလဲဆိုတာတွေကလူတွေရဲ့နေ့စဉ်ပွားကိုလှမ်းမိုးနေပါတယ်။စီးပွားရေးလုပ်ငန်းတွေကလည်းချင်းငွေရရှိနိုင်တယ်လို့ငွေကြေးစည်းစင်းမှုတွေပေါ်မူတည်ပြီးဆုံးဖြတ်ချက်တွေချမှတ်ကြပါတယ်။ဒါကြောင့်ငွေကြေးနဲ့ပန်းစင်းတွေဟာလူမှုဆက်ဆံမှုတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုတိုက်ရိုက်တက်ရောက်မှုရှိနေတာပါ။ ရှေးခေတ်တုန်းကအကျွေးထားပြီးကုန်စည်ခြင်းဖလှယ်တဲ့စနစ်တွေကနေဒင်းကားသုံးတဲ့ခေဆက်ကူငွေသုံးတဲ့ခေခရက်ဒစ်ကသုံးတဲ့ခေအခုဆိုရင် digital ငွေကြေးခေအထိဆက်တိုက်ပြောင်းလဲနေစေပါတယ်ဒီပြောင်းလဲမှုတွေကလူတွေရဲ့နေထိုင်မှုပုံစံစီးပွားရေးလုပ်ငန်းပုံတွေကိုပါပြောင်းလဲစေတယ်နာဂတ်မှာလည်းဒီလိုပြောင်းလဲမှုတွေဆက်ဖြစ်နေအောင်ပါ digital ငွေကြေးတွေ cryptocurrency တွေပေါ်ပေါက်လာတာဟာဒီ အချက်ကိုတက်သေးပြနေပါတယ်။လင်းမြန်ပြီးစည်းတက်တာတဲ့ငွေလဲစနစ်ကြောင့်နိုင်ငံတကာငွေကြေးစည်းစင်းမှုပုံစံတွေပြောင်းလဲလာပါတယ်။ရိုးရိုးငွေကြေးစနစ်တွေကိုစိန်ခေါ်မှုတစ်ခုဖြစ်စေပါတယ်။လူတွေရဲ့အပြုအမူနဲ့ဘဝတွေကိုလည်းငွေကြေးသုံးစွဲပုံနဲ့ငွေချေးယူပုံနဲ့ပုံဖော်ပေးပါတယ်။တချို့ လူတွေကခြေထားစုဆောင်တတ်ပြီးတချို့ကျတော့သုံးဖြုံတတ်ပါတယ်။ဒါတွေအားလုံးဟာငွေကြေးစနစ်ရဲ့လမ်းမမှုအောက်မှာဖြစ်ပေါ်နေတာပါ။ဒါအပြင်ငွေကြေးဖောင်းပွားမှုစီးပွားပြက်ကတ်တွေလိုငွေကြေးဆိုင်ရာပြဿနာတွေဟာ လူတွေရဲ့ဘဝတွေပေါ်ဓာတ်ရိုက်တက်ရမှုရှိပါတယ်။ငွေကြေးနဲ့ပန်းစနစ်တွေဟာနိုင်ငံရေးနဲ့လည်းနှိကက်စွာဆက်ဆက်နေပါတယ်။ဆိုးရွားတွေဟာငွေကြေးမူဝါဒတွေကိုအသုံးပြုပြီးစီးပွားရေးကိုထိန်းចောင်းကြပါတယ်။ဒုံဒုံတွေကိုမြင့်တင်ခြင်း၊လျှော့ချခြင်းအပြင်စီးပွားရေးကိုအရှိန်မြင့်တင်ခြင်းတို့မှလျှော့ချခြင်းတွေလှုပ်ဆောင်နိုင်ပါတယ်။ဒါအပြင်နိုင်ငံတကာငွေကြေးရန်ပုံငွေဖွဲ့ IMF လိုအဖွဲ့အစည်းတွေကလည်းတက်ဆိုင်ရာနိုင်ငံတွေရဲ့ငွေကြေးမူဝါဒတွေပေါ်လွှမ်းမိုးမှုရှိနေပါတယ်။ Confession of Economic Headmans အမှဂျွန်ပါကင်ကစီးပွားရေးကော်ပိုရေးရှင်းတွေကမ္ဘာအဖွဲ့အစည်းတွေကအစိုးရတွေကိုဘယ်လိုပြည့်ရထုတ်ကျုံတွင်းတယ်လဲဆိုတာတွေကိုဖွင့်ချရေးသားထားပါတယ်။လက်ရှိမှာနာဂတ်မှာပတ်စံပြန်ရှာပေးမယ်ဆိုတဲ့စဉ်းစားချက်ပတ်စံပြန်ရှာနိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့တရားလွန်အကျွေးစီးပွားရေးတွေလှုပ်ထားကြပါတယ်။ကမ္ဘာအကျွေးတွေဟာလက်ရှိမှာ305ထရီလီယံလောက်ရှိပြီ။ American တနိုင်ငံထဲမှာရင်35ထရီလီယံလောက်ရှိပါတယ်။2024ခုနှစ် September လ ဖီတာဂျီဖီဒါဇန်ဖောင်ဒေးရှင်းရဲ့စီရင်ရအမေရိကန်ပြည်သူတယောက်ဟာဒေါ်လာ3သိန်းကျော်ရှိနေပါတယ်ဒီပမာဏကိုမြင်အောင်ဖို့ကအမေရိကန်ကျွေးကိုချိန်ဖို့အမေရိကန်ဒေါ်လာ100ရန်တွေကိုအလျားလိုက်ဆက်လိုက်ရင်လကဘာကိုဆက်ဖို့တရာစင်ပေါင်း140လောက်ရပါလိမ့်မယ်ကဘာအကျွေးသားဆိုအစင်ပေါင်း1200 1300ကျော်ရမှာပါဒီပတ်စံတွေဟာလူတွေကိုလိုရာပုံသွင်းဖို့ကြောညာဖို့အုံနောက်စေဖို့ထိန်းချုပ်ဖို့သုံးနေပါတယ်ငွေကြေးနဲ့ပန်စနစ်တွေဟာလူငွေရတန်းတူညီမျှမှုပေါ်မှာလည်းတက်ရောက်မှုရှိပါတယ် ငွေကြေးအရင်းအနှီးကိုလက်လန်းမှီမှုချင်းငွေရရှိနိုင်မှုတွေဟာလက်တွေ့မှာလူဒန်းစားကွာဟချက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ငွေကြေးစနစ်ရဲ့ရှုပ်ထွေးမှုတွေကြောင့်ချမ်းသာသူတွေကပိုပြီးခွင့်ရရနိုင်တဲ့အခြေအနေတွေရှိပါတယ်။မြန်မာစကားမှာလေမျောရင်လေနဲ့လိုက်ငွေမျောရင်ငွေနဲ့လိုက်လို့ဆိုတဲ့ချင်းငွေရဖို့အမကန်ပစ္စည်းမလိုအပ်တဲ့အသေးစားချင်းငွေစနစ်တွေပေါ်လာတာဟာစည်းရသားတွေအတွက်စီးပွားရေးအခွင့်အလမ်းဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ချမ်းသာသူသာပိုချမ်းသာတဲ့ကမ္ဘာမှာရှိနေတော့မှာပဲ။ နောက်ပြီးလူ့ဖွဲ့စည်းတစ်ခုရဲ့တန်ဖိုးထားမှုတွေကငွေကြေးပေါ်ထားရှိတဲ့သဘောထားတွေကိုပုံဖော်ပေးပါတယ်။ဥမာပေးရရင်တချို့ယဉ်ကျေးမှုတွေမှာအတိုးယူတာကိုမကောင်းဘူးလို့ယူဆကြပြီးတချို့မှာကျတော့ယင်းနှိမ့်ညံ့မှုနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးကြီးတယ်လို့မြင်ကြပါတယ်။ဒါအပြင်ငွေကြေးကိုဘယ်လိုသုံးစွဲမလဲ။ဘယ်လောက်စုဆောင်မလဲဆိုတာတွေဟာလည်းယဉ်ကျေးမှုပေါ်မူတည်ပြီးကွဲပြားမှုတွေရှိတတ်ပါတယ်။ပြောရရင်ငွေကြေးနဲ့ပန်းစနစ်တွေဟာရှုပ်ထွေးတဲ့လူငွေရည်တည်ဆောက်မှုတွေဖြစ်ပါတယ်။ ူတို့ဟာလူတွေရဲ့ယုံကြည်မှုနိုင်ငံရေးစီးပွားရေးနည်းပညာနဲ့ယဉ်ကျေးမှုတွေရဲ့အပြန့်အလန်တရားမှုတွေကနေပေါ်ပေါက်လာတာပါပဲဈေးကွက်ဟူသည်ရောင်းသူဝယ်သူစုံနာကိုဈေးကွက်လို့ခေါ်ပါတယ်ဈေးကွက်ဆိုတာတဘာဝအလျောက်ဖြစ်ပေါ်လာတာမဟုတ်ပါဘူးလူတွေကတိစောက်ထားတဲ့စနစ်တစ်ခုပါတကယ်တော့ဈေးကွက်တိုင်းမှာစီမင်းစည်းကမ်းတွေတတ်မှတ်ချက်တွေများကြီးရှိနေပါတယ်ဒါတွေကဘာမှမရှိပဲလို့လို့ဖြစ်လာတာမဟုတ်ပါဘူးလူတွေကညီလာခံမခေါ်လိုက်ရပဲလူမှုရေးရစုပေါင်းတိစောက်ထားတာပါဈေးကွက်စီးပွားရေးစနစ်မှာကုန်သွယ်မှုတွေဟာ နှုတ်နှစ်ဖက်သဘောတူညီချက်နဲ့ဖြစ်ပေါ်လာတာဖြစ်ပေမဲ့အဲ့ဒီလိုသဘောတူညီမှုတွေဟာကြိုးစည်းဝါးတစ်ခုတည်းကိုခြေခံနေဆိုတာမှန်မနေပါဘူးဒီဆုံးဖြတ်မှုတွေဟာလူမှုရေးနဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာစံနှုန်းတွေပေါ်မှာမှုတည်နေပါတယ်တရားဥပဒေတွေစာချုပ်စာတမ်းတွေနဲ့စီဝါရေး institution မျိုးမျိုးဟာယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုပေါ်မှာအခြေခံထားတာပါဒီချက်တွေမရှိရင်ဈေးကွက်စီဝါရေးစနစ်ဟာထိရောက်စွာအလုပ်လုပ်နိုင်မှာမဟုတ်ပါဘူးဈေးကွက်တွေဟာယဉ်ကျေးမှုနိုင်ငံရေးနဲ့လူမှုရေးတန်ဖိုးတွေကိုထင်ဟပ်နေပါတယ်ဥပမာ တချို့နိုင်ငံတွေမှာအစိုးရကစီးပွားရေးကိုအများကြီးဝင်ရောက်ဆွဖက်ပါတယ်။တချို့နိုင်ငံတွေမှာတော့ပုံလိကခံလာကိုလွတ်လပ်ခွင့်ပို့ပေးပါတယ်။ဒါဟာဒီနိုင်ငံတွေရဲ့နိုင်ငံရေးနဲ့လူမှုရေးတန်ဖိုးတွေကိုပြနေတာပါပဲ။ဈေးကွက်တွေဟာလူတွေရဲ့ပြုမှုနဲ့ဆုံးဖြတ်ချက်တွေကိုပုံဖော်ပေးတယ်လို့လူတွေကလည်းဈေးကွက်တွေကိုပုံဖော်နေပါတယ်။ဈေးနှုန်းတွေကလူတွေရဲ့ဝယ်ယူမှုပြုမှုကိုလွှမ်းမိုးပါတယ်။တစ်ချိန်တည်းမှာပဲလူတွေရဲ့ဝယ်လူအားကလည်းဈေးနှုန်းတွေကိုပြောင်းလဲစေပါတယ်။ဒါကအပြန်အလှန် တက်ရောက်နေတဲ့ဖြစ်စဉ်တစ်ခုပါဈေးကွက်တွေဟာအများအပြားပြောင်းလဲနေပါတယ်လူမှုရေးတိုင်းရန်ရေးနဲ့ဤပညာဆိုင်ရာပြောင်းလဲမှုတွေနဲ့အတူတိုးတက်ပြောင်းလဲနေပါတယ်ဥပမာအင်တာနက်ခေတ်မှာအွန်လိုင်းဈေးကွက်တွေပေါ်ပေါက်လာတာဟာဤပညာပြောင်းလဲမှုနဲ့အတူဈေးဝယ်သူတွေရဲ့အလေအထတွေကိုပြောင်းလဲစေပြီးစီဝါရေးလုပ်ငန်းတွေရဲ့လုပ်ပုံကိုင်ပုံတွေကိုလည်းပြောင်းလဲစေပါတယ်။ဒါရင်မကရောက်သူနဲ့ဝယ်သူကြားကဆက်ဆံရေးပုံစံ အလုတ်ရှင်နဲ့အလုတ်သမားကြားဆက်ဆံရေးပုံစံစတာတွေဟာဈေးွက်စနစ်ကပုံဖော်ပေးထားတာပါဒါပေမဲ့ဒီဆက်ဆံရေးတွေဟာယဉ်ကျေးမှုနဲ့လူမှုစံတန်ဖိုးတွေပေါ်မူတည်ပြီးနိုင်ငံနဲ့ယဉ်ကျေးမှုလိုက်ကွဲပြားမှုတွေရှိနိုင်ပါတယ်ဈေးွက်တွေကိုလူငွေတိစားမှုတစ်ခုအဖြစ်နားလည်လာတာနဲ့အမျှသူတို့ရဲ့လုံဆောင်ပုံတွေကိုပြုပြင်နိုင်တယ်လို့တွေးလို့ရနိုင်ပါတယ်တချို့ကပတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချဖို့ကာဗွန်အခွန်စနစ်လာကြတယ်ဒါဟာဈေးွက်ရန်တရားကိုအသုံးပြုပြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအားပေးတဲ့ရည်ရွယ်ချက်ပါ ဒါလည်းစင်းလုံးကျော့ဖြေတော့မဟုတ်သေးပါဘူး။ငွေကြေးနဲ့တန်ဖိုးတည်ဆောင်မှုကိုကန့်တတ်မရှိစုစည်းတဲ့ဈေးွက်စနစ်မှာလူတိုင်းဟာတဘာဝပတ်ဝန်းကျင်ကိုစရေပြီးကိုတော့မကုံလောက်မဲ့ငွေကြေးကိုရှာချဖို့လှုံ့ဆော်လျက်ရှိပါတယ်။ဈေးွက်မှာရှင်ပြိုင်မှုဆိုတာအရေးကြီးပါတယ်။ဒါပေမဲ့ပြိုင်ဆိုင်မှုဆိုတာတဘာဝလျောက်ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ရှင်ပြန်မှုကိုမျှတအောင်ထိန်းညှိပေးတဲ့ဥပဒေတွေစည်းမျဉ်းတွေလိုအပ်လာပါတယ်။မဟုတ်ရင်လက်ဝဲကြီးအုံမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဂျာမနီရဲ့လူမှုဈေးကွက်စီးပွားရေးစနစ်ဟာဥပမာကောင်းတစ်ခုဖြစ်ပါတယ်။နောက်ပြီးဈေးကွက်စနစ်မှာရေးကြီးတဲ့လိုအပ်မှုတစ်ခုကရွေးချယ်မှုလွတ်လပ်ခွင့်ပါ။ဝယ်သူတွေကကိုယ်ကြိုက်တာကိုရွေးဝယ်ခွင့်ရှိတယ်လို့ရောင်းသူတွေကလည်းဘယ်သူကိုရောင်းမလဲရွေးချယ်ခွင့်ရှိပါတယ်။ဒါပေမဲ့ဒီလွတ်လပ်ခွင့်ဟာလုံးဝအကန့်အသတ်မဲ့တာတော့မဟုတ်ပါဘူး။ ခွဲခြားဆက်ဆံမှုမရှိစေရဲ့ဥပဒေတွေစားသုံးသူကာကွယ်ပေးရေးဥပဒေတွေလိုကန့်သက်ချက်တွေရှိပါတယ်ဒါအပြင်လွတ်လပ်ခွင့်တကယ်ရှိသလားဆိုတာကလည်းမေးစရာပါပဲဈေးကွက်စနစ်မှာအရင်းအမြစ်တွေကိုကြိုးရှိရှိတုံးချနိုင်တဲ့သူတွေစီစီစဉ်ရောက်ရှိသွားစေဖို့ဈေးကွက်ကဆောင်ရွက်ပေးတယ်လို့ယူဆကြပါတယ်ဒါပေမဲ့ဒါကလည်းအမြဲတမ်းမှန်ကန်တာမဟုတ်ပါဘူးလူ့ဘဝအတွက်အခြေခံကြတဲ့ပညာရေးကျန်းမာရေးလိုနယ်ပယ်တွေမှာပတ်စံမရှိရင်လူလိုဆက်ဆံတာတောင်မခံရတာဖြစ်နိုင်ပါသေးတယ် ဈေးကွက်စနစ်မှာတရင်အချက်အလက်ပွင့်လင်းမြင်သာမှုဆိုတာလည်းအရေးကြီးပါတယ်။ရောင်းသူရောဝယ်သူပါလုံလောက်တဲ့တရင်အချက်အလက်တွေရှိမှကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မယ်လို့ဆိုကြတယ်။ဒါပေမဲ့လက်တွေ့မှာဈေးကွက်ဖြူဟာအရာတရင်အချက်အလက်မညီမျှမှုတွေအများရှိနေတတ်ပါတယ်။ဒါပြင်ဈေးကွက်စနစ်မှာလုပ်ငန်းတွေဟာသူတို့ရဲ့ဆုံးဖြတ်ချက်တွေအတွက်တာဝန်ယူရမယ်လို့ယူဆပါတယ်။အရှုံးအမြတ်ကသူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုတုံ့ပြန်တဲ့ရန်တရားလို့မြင်ပါတယ်။ဒါမဲ့လက်တွေ့မှာလုပ်ငန်းကြီးတွေကစိုးရတွေကိုပြန်ထိန်းနေတာတွေလည်းရှိပါတယ်။ တာဝန်ယူမှုတာဝန်ခံမှုကိုအားပေးဖို့ဥပဒေတွေစည်းမျဉ်းတွေကအလုပ်ဖြစ်တာရှိတယ်လို့မဖြစ်တာလည်းရှိပါတယ်။တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ဖို့ကာကွယ်တာလည်းရှိပါတယ်။အရေးကြီးတဲ့နောက်ထပ်ကြိုတင်ယူဆချက်တခုကပௌဂလိကပိုင်ဆိုင်မှုအခွင့်အရေးရှိရမယ်ဆိုပြီးဖြစ်တယ်။ကိုယ်ပိုင်ပစ္စည်းတွေကိုထိန်းသိမ်းခွင့်အသုံးချခွင့်လွှဲပြောင်းခွင့်တွေရှိမှဈေးကွက်စနစ်ကကောင်းကောင်းအလုပ်လုပ်မယ်လို့ယူဆကြပါတယ်။ဒါပေမဲ့ဒီအခွင့်အရေးတွေဟာအကန့်အသတ်မဟုတ်ပါဘူး။အများပြည်သူကြိုးစည်းဝါအတွက်ပௌဂလိကပိုင်ဆိုင်မှုတွေကိုကန့်သက်တာမျိုးတွေရှိတတ်ပါတယ်။ ဒီကန့်သတ်မှုတွေကလည်းအများအပြားတထွေးကြီးတွေကတိတ်မခံရတတ်ပြန်ပါဘူးပြောရရင်ဈေးကွက်နဲ့ရှင်ပြိုင်မှုဆိုတာရှုပ်ထွေးတဲ့လူမှုရေးတည်ဆောက်မှုတွေဖြစ်ပါတယ်သူတို့မှာတင်ကြိုယူဆချက်တွေအများကြီးရှိနေပြီးဒါတွေဟာလူတွေရဲ့ယုံကြည်မှုတန်ဖိုးထားမှုတွေနဲ့နှိကက်စွာဆက်ဆက်နေပါတယ်ဈေးကွက်စနစ်ကိုတစ္ဆာဓမ္မမဟုတ်တဲ့လူမှုရေးတည်ဆောက်မှုတစ်ခုအဖြစ်နားလည်လာတာနဲ့အမျှဒီစနစ်ကိုပိုကောင်းအောင်ပြုပြင်နိုင်တယ်ဆိုတဲ့အသည့်ပိုရလာပါတယ်အရင်ရှင်စားသုံးသူတွေထုတ်လို့ရေးပရဏဝါဒါ ဒီနေ့ခင်မှာရင်းရှင်စနေကလူတွေရဲ့နေ့စဉ်ဘဝကိုပုံဖော်ပါရယ်အလုံးလုံးပတ်စံရှာပစ္စည်းဝယ်ယူသုံးစွဲတဲ့ဘဝပုံစံကပုံပန်ဖြစ်နေပါပြီအောင်မြင်နေဆိုတာပတ်စံအများကြီးရှိတာနဲ့တိုင်းတာလာကြတယ်ဒါကြောင့်လူတွေကပိုကြိုးစားအလုံးလုံးလာကြတယ်လို့ပိုပြီးလဲတုံဖြုံကြတယ်လောက်ကိုင်းတွေကိုလည်းရင်းရှင်စနေကစဉ်နှန်းခွဲထားတယ်ပတ်စံရတဲ့ဇာဝင်အင်ဂျင်နီယာရှေ့နေစီးပွားရေးလုပ်ငန်းရှင်စတဲ့လောက်တွေကိုပိုတံပိုးထားကြတယ်လူငယ်တွေကလည်းဒီအလောက်တွေရဖို့ပြင်းထန်စူးစမ်းကြပါတယ်။ဘန်းဖြေနီးတွေကိုတော့ရင်းရှင်စနစ်ကပုံဖော်ထားတယ် ဈေးကြီးတဲ့စားတောက်ဆိုင်တွေမှာစားတောက်တာနိုင်ငံခြားခီးသွားတာဈေးခံကားတွေမောင်းတာတွေကိုပန့်ဖြေတယ်လို့သတ်မှတ်လာကြတယ်။ဒါပေမဲ့လူတိုင်းကဒီလိုမျိုးမလုပ်နိုင်ကြဘူး။ရင်းရှင်စနစ်ကအလှပကိုလည်းစံနှုန်းသတ်မှတ်ပေးနေတယ်။ကြော်ညာတွေရုပ်ရှင်တွေတဲက model တွေလိုပုံစံမျိုးကလှတယ်လို့ယူဆလာကြတယ်။အဲ့ဒီလိုပုံစံမျိုးဖြစ်ခြင်းလို့လူတွေကအလကုံတွေခွဲစိတ်မှုတွေလောက်လာကြတယ်။ဥမာပေးရရင်၂၀ရာစုဇောပိုင်ကာလတွေမှာမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အမွေအမြင်ကတိတ်ပြီးရေးကြည့်တဲ့ကိစ္စမဟုတ်ခဲ့ပါဘူး။အများစုကသဘာဝတိုင်းထားလေးရှိပါတယ်။ 1935ခုမှာမစ္စတာဂျက်လက်က သူသားတွေကိုဈေးွက်ချက်ဖို့အမျိုးသမီး၃ရိတ်သားလို့မိတ်ဆက်ပြီးကြော်ညာတွေမှာဂျိုင်းမွေးနဲ့ချက်ရောင်မွေးတွေကိုရိတ်ပေးတာဟာတန့်ရှင်းပြီးရေကြီးတိမ်မွေးတယ်လို့ဆိုခဲ့ပါတယ်။ ဒီကြော်ညာတွေကြောင့်မျိုးသမီးတွေကြားမှာမွေးမြင်မရှိတဲ့အသားအရေကပုံပြီးနူးညံ့သိမ်းမွေ့တဲ့ဇွဲဆောင်မှုရှိတယ်ဆိုတဲ့အယူအဆတွေစတင်ပြန့်နှံ့လာခဲ့ပါတယ်။ Romantic စိတ်နဲ့ပတ်သက်ပြီးလည်းရင်းရှင်စနစ်ကနေစီးပွားရေးအမျက်ထုတ်တဲ့လက်စွပ်တွေချစ်သူများနေမှာလက်ဆောင်ပစ္စည်းတွေ honeymoon key စင်တွေကိုအချစ်နဲ့ချိတ်ဆက်ပြီးဈေးကွက်သွင်းရောင်းချနေကြတယ်။ရုပ်ရှင်ကြော်ညာနဲ့ TV ဇက်လန်တွေတွေကလည်းအချစ်ကိုခြေခံပြီးဝင်ဝေရှာနေကြတယ်။ပညာရေးကိုတော့ရင်းနှီးမြှုပ်နှံမှုတပြုတ်လို့ဖြစ်လာတယ်။ နံပါတ်ကြီးတက်ကတော်တွေကဝဲရဖို့လူတွေကအားကျမဲ့တဲ့စူးစမ်းနေကြတယ်။နောက်တစ်ချိန်လစာကောင်းကောင်းနဲ့အလုပ်ရဖို့အမခန့်ချက်တစ်ခုလိုဖြစ်နေတယ်။ဒါပေမဲ့ကျောင်းလာကတွေကြီးမြင့်လာတာကြောင့်ကျောင်းသားတွေဟာချေးခွေယူပြီးပညာသင်ကြရတယ်။ကျမ်းမာရေးကိုလည်းရင်းရှင်စနစ်ကသူနီးသူဟန်နဲ့သူအထိပ်ပဲဖွင့်ထားတယ်။ပိန်ပေပါပါဖြစ်တာ၊ကြွက်သားတွေထွားချိုင်းနေတာကိုကျမ်းမာတဲ့လူသတ်မှတ်ထားတယ်။ဒါကြောင့်လူတွေကအစားအသောက်ထိန်းချုပ်တာ၊အားစားခမ်းမာတွေသွားတာ၊ဗီတာမင်အားစေးတွေတောက်တာတွေလောက်လာကြရတယ်။တကယ်တော့ကျမ်းမာရေးဆိုတာဒီလောက်ရိုးရှင်းတာမဟုတ်ပါဘူး။ နီးပညာနဲ့ပတ်သက်ရင်လည်းနောက်ဆုံးမော့စမတ်ဖုန်းတွေကွန်ပျူတာတွေပိုင်ဆိုင်ထားမှခင်မိရဲလို့သတ်မှတ်ထားကြတယ်။လူမှုကွန်ရက်တွင်မှလှုပ်ရှားမှုများတာကိုလည်းလူမှုဆက်ဆံရေးကောင်းမွန်တယ်လို့ယူဆကြတယ်။တစ်ဖက်ကလူချင်းဓာတ်ရိုက်တွေ့ဆုံဆက်ဆံမှုကိုညှော့နှဲစေပြီးစိတ်ဖိစီးမှုတွေစိတ်ကြမ်းမာရေးပြဿနာတွေကိုဖြစ်ပွားစေနိုင်တယ်။ခေဆက်ဆက်ရှိခဲ့ကြတဲ့နှစ်စဉ်ပွဲရိုးရာပွဲတော်တွေဘာသာရေးခန်းနာတွေတောင်စီးပွားရေးကျိုးမြတ်တွေအခွင့်အလမ်းတွေဖြစ်လာတယ်။ Christmas နှစ်တိကူပွဲတွေဆိုလက်ဆောင်ပစ္စည်းတွေဝယ်ယူတဲ့အချိန်ကာလတွေဖြစ်လာတယ်။ ဒီလိုနဲ့ရေချင်းမှုဓာတ်လေးတွေရဲ့မူလကနှစ်သာရထက် စီးပွားရေးကျိုးမြတ်ကပိုအေးပါလာတယ်။တွဲပဲဖြစ်တဲ့ထုံးလုံးမှုဗဟုပြုပါဒကလည်းတဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတယ်။စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီးစက်ရုံတွေများကြီးဆောက်လိုက်တယ်။ဒါပေမဲ့အဲ့ဒီစက်ရုံတွေကနေထွက်လာတဲ့ညဉ့်ဉန်းမှုတွေကြောင့်ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတို့အနီးအနားနေထိုင်သူတွေရဲ့ကျန်းမာရေးထိခိုက်တာတို့ဖြစ်လာနိုင်တယ်။ဒါပြင်တဘာဝတည်ရန်ဇာတာတွေကိုအလွန်ကျွံသုံးဆွဲတာမျိုးလည်းဖြစ်စေနိုင်တယ်။ တစ်တော့တွေကိုခုတ်တွင်ရှင်းလင်းပြီးစက်မှုစုံတွေတိဆောက်တာမျိုးပါဒီလိုလုပ်တာဟာတူရောင်းတဲ့ကာလမှာစီးပွားရေးတိုးတက်မှုကို ဖြစ်စေပေမဲ့ရေရှင်မှာတော့ရာသီဥတုပြောင်းလဲမှုတို့ဒရိစံမျိုးသုံးပြောက်ွယ်သွားတာတို့လိုမျိုးဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ခြေစူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။